အလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မြန်မာ Union သာသနာဆက်သွယ်ရေးဌာနကနေပြီးတော့သာသနာတရင်6ပုဂ္ဂိုလ်တင်ဆက်ပေးခြင်းပါတယ်ပထမဦးဆုံးတရင်ပုဂ္ဂိုလ်အနေနဲ့ Vavala Chan E Building စက္ကအနှံ့ချင်းအခမ်းအနားကိုတင်ဆက်ပေးခြင်းပါတယ်ရှင် ဗဗလာချန်ဤဘဒင်စကအနှံ့ချင်းအခမ်းအနားကို2025ခုနှစ်ဂျွန်လ14ရက်နေ့အထက်မြမပြည်သနာဌာနချုပ်မှာကျင်းပခဲ့ပါတယ်။အခမ်းအနားကိုတော့အထက်မြမပြည်သနာမှာရှိတဲ့ officer များမှဦးဆောင်ခဲ့ပြီးတရားဒေသနာတော်ကိုမြန်မာ Union ရဲ့အတွင်းရေးမှူးဖြစ်တဲ့ဒေါက်တာဦးထန်လုံးမှမှဟောကြားခဲ့ပါတယ်။ဒီအခမ်းအနားကိုတော့မြန်မာ Union မှာရှိတဲ့ဆရာဆရာမအချို့အထက်မြမပြည်သနာမှာရှိတဲ့ officer များညွှန်ကြားရေးမှူးများဆရာ ဆရာမများနဲ့အတင်းသူတင်သားများတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရိတ်သိမ်းခြင်း2025သာသနာလှုပ်ရှားမှုတာမန်အတင်းသားတင်ဒန်းအကြောင်းကိုတင်ဆက်ပေးခြင်းပါရရှင်။ ရိတ်သိမ်းခြင်း2025တာမန်အတင်းသားတင်တန်းကို2025ခုနှစ်ဂျွန်လ16ရက်နေ့အလဲပိုင်းတိုင်းသဒနာဖတ်တို့နဲ့ဖတ်တို့အတင်းတော်မှာပြုလုပ်ခဲ့ပါတယ်။တင်တန်းကိုတော့အလဲပိုင်းတိုင်းခလေးနဲ့အမျိုးသမီးသဒနာဌာနညွှန်ကြားရေးမှူးဖြစ်တဲ့ဆရာမကြီးဒေါ်ဂျွန်တော့အလဲပိုင်းတိုင်းဓမ္မရေးရာဌာနညွှန်ကြားရေးမှူးဖြစ်တဲ့ ပါစတာဦးသိန်းထွဝင် အလဲပိုင်းတိုင်းဗန္ဒာဇိုသာသနာဌာနညွှန်ကြားရေးမှူးဖြစ်တဲ့ဆရာစောဒေးဗစ်အေဒိုမာသင်တန်းပေးခဲ့ပြီးတော့ဖတ်တို့သာသနာနယ်မှာ ရှိတဲ့ဆရာဆရာမများ အသင်းသူတင်သားများတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါရရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့လူမှုကျန်းမာရေးမြင့်တင်မှုတင်ဒန်းကြောင်းအမှတ်စဉ်29တင်နှုန်းဖွင့်ပွဲအကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။ လူမှုကျန်းမာရေးမြင့်တင်မှုတင်တန်းကြောင်းအမှတ်စဉ်29တင်တန်းဖွင့်ပွဲကို2025ခုနှစ်ဇွန်လ16ရက်နေ့အမှတ်888နှစ်တာကုန်းလန်းအင်းစိန်တတ္တမနှင့်အတင်းတော်မှာပြုလုပ်ခဲ့ပါတယ် ဝပြုတ်ချင်းအစီအစဉ်အတွက်ပါစတာဦးထမ်းဘတ်ချင်းမှဆက်ကဆုတောင်းပေးခဲ့ပြီးတရားဒေသနာတော်ကိုတော့မြန်မာယူနီယံအတွင်းရေးမှူးဖြစ်တဲ့ဒေါက်တာဦးထန်လုံးမှဟောကြားခဲ့ပါတယ်။တင်နန်းသူအရေးအတွက်စုစုပေါင်း9ဦးတက်ရောက်ခဲ့ပြီးတင်နန်းသူများအတွက်ပါစတာဦးဖစ်ထသန်းမှာ ကောင်းကြီးတောင်းခံပေးခဲ့ပါတယ်။ဒီဖွင့်ပွဲအခမ်းအနားမှာတော့မြန်မာယူနီယံမှာ ရှိတဲ့ဆရာဆရာမအချို့လူမှုကျန်းမာရေးတင်ဒန်းပေးမဲ့ဆရာဆရာမကြီးများနဲ့ဖိတ်ကြားထားတဲ့ဧည့်သည်တော်များတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ 2025ခုနှစ်ဇွန်လ18ရက်နေ့မှာမြန်မာ Union ပညာရေးဌာနညွှန်ကြားရေးမှူးဖြစ်တဲ့ Pastor Umoris Che ရန်ကုန်တိုင်းပညာရေးဌာနညွှန်ကြားရေးမှူးဖြစ်တဲ့ Pastor U မမောင်မျိုးချန်နဲ့ရန်ကုန်တိုင်းစီမံခန့်ခွဲရေးအဖွဲ့တို့မှအရှိရန်ကုန်၅စုတောင်ဓမ္မကျမ်းစာကျောင်းတို့တွားရောက်ပြီးတော့ကျောင်းစစ်ဆေးခြင်းမှာကြားစရာများကိုမှာကြားခြင်းနဲ့လိုအပ်သည့်များကို ပြင်ဆင်ပေးခဲ့ပါတယ်။၎င်းအပြင်ဇွန်လ18ရက်နေ့မှာပဲ YMES ဝန်내ချောင်း ဓမ္မကျမ်းစာကျောင်းတို့သွားရောက်ခဲ့ကြပြီးတော့ကျောင်းစစ်စစ်အကဲပြချင်းအစည်းအဝေးပြုလုပ်ခြင်း2025 2026ကျောင်းနှစ်အတွက်ဆွေးနွေးခြင်းများကိုလှုပ်ဆောင်ခဲ့ကြပြီး ရန်ကုန်တိုင်းသာသနာမှာရှိတဲ့ officer များညွှန်ကြားရေးမှူးများဝန်내ချောင်းမှာရှိတဲ့ကျောင်းအုံနဲ့နေစည်းများတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါရရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အရှိတောင်တိုင်းသာသနာရဲ့ officer များညွှန်ကြားရေးမှူးများ ရေဘူးဓမ္မကျမ်းစာကြောင့်ရဲ့ကြောင်းအုပ်ကြီးတို့မှာ SES အမျိုးသားဘော်ဒါဆောင်ဆောက်လုပ်ရန်အတွက်ပနေရိုက်ချင်း SES ဓမ္မကျမ်းစာကြောင်းမှာရှိတဲ့ဆရာဆရာမများအတွက်2025-2026စာသင်နှစ်အတွင်းကောင်းမွန်စွာစာသင်နိုင်ဖို့ရန်အတွက်အထူးစက္ကပေးခြင်းကို2025ခုနှစ်ဇွန်လ16ရက်နေ့မှာလှုပ်ဆောင်ခဲ့ကြောင်းတည်င်းရရှိပါရရှင်။ နောက်ဆုံးသတင်းတပုတ်အနေနဲ့2025ခုနှစ်ဇွန်လ16ရက်နေ့မှာအထက်မြမပြည်သာသနာရဲ့ဥက္ကဋ္ဌမဦးစည်းဦးဆောင်ပြီးတော့ Zoom meeting နဲ့အထက်မြမပြည်သာသနာနယ်မှာရှိတဲ့နယ်စည်းများကိုရိတ်သိမ်းခြင်း2025တာသနာလှုပ်ရှားမှုအတွက်နယ်စည်းများနဲ့အတင်းအုပ်ဆရာများလှုပ်ဆောင်ရမယ့်လုပ်ငန်းဆောင်တာများကိုညွှန်ကြားခြင်းဆွေးနွေးခြင်းနဲ့အထူးဆက်ကဆုတောင်းပေးခဲ့ပါတယ်။နယ်စည်းများအနေနဲ့လည်းတာသနာလုပ်ငန်းအတွက်မိမိတို့ရဲ့စီမံကိန်းများကိုလည်းတင်ပြခဲ့ ကြကြောင်းသတင်းရရှိပါတယ်ရှင်။ဒီကနေ့တင်ဆက်ပေးသွားတဲ့သာသနာသတင်းများကတော့ဒီလောက်ပဲဖြစ်ပါတယ်။အားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်။ကျွန်မကတော့သာသနာသတင်းတင်ဆက်သူနှင်းချပြဖြစ်ပါတယ်ရှင်။